okay ဒါဆိုရင်ကျွန်တော်တို့က softy of this solid ကိုကျွန်တော်ဘယ်လိုရှာမလဲဆိုတော့ဒီမှာ sugar or maybe something ပေါ့နော်ကျွန်တော်တို့အာ so salt တခုပေါ့နော် solid တခုရဲ့ so water ထဲမှာဘယ်လောက် solubility သူရဲ့ solubility ဘယ်လောက်ရှိလဲလို့ကျွန်တော်တို့ရှာမယ်ပေါ့နော်ဆိုတော့ရှာမယ်ဆိုရင်ဒီမှာတော့ step 6ခုရှိပါတယ်ဆိုတော့ပထမတစ်ခုကဘာလို့လဲဆိုတော့ပထမဆုံးကျွန်တော်တို့က soda beaker ပေါ့ soda beaker လေးကိုကျွန်တော်တို့က water ထည့်မယ် ဆိုပြီးရင်ကျွန်တော်ကအဲ့အဲဆိုတော့နောက်တစ်ခါ test ယူတယ်ကိုလေကျွန်တော်တို့ water ထည့်မယ်ဆိုအဲ့ test ယူတယ် water ထည့်မယ်ထည့်ပြီးရင်အဲ့ test ယူတယ်ကို potassium nitrate ဆိုတဲ့ကျွန်တော်က KNO3 ဆိုတဲ့ potassium nitrate ကိုထည့်ပြီးဖြောထားမယ် dissolve ပြအောင်လုပ်ထားမယ် dissolve လုပ်ထားမယ်အဲ့လို dissolve လုပ်တဲ့နေရာမှာကျွန်တော်ကဒီဒီ test ယူတယ်မှာရှိနေတဲ့ water နဲ့ potassium nitrate ထည့်တဲ့အခါမှာ excess ဖြစ်နေရမယ် ဒစင်နိုက်ထရိတ်ကိုပို့အောင်ထည့်ရမယ်ဆိုတော့ထည့်မယ်၊မှုမယ်၊ထည့်မယ်၊မှုမယ်ခါမှာဆက်ဒီနောက်မှာကျွန်တော်ပိုတက်ဆီယမ်လေးတွေစနေကြရအောင်တွေးရမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ကခုထည့်ထားတဲ့ဒီဒီတဲ့ကိုဒီတဲ့ကိုထည့်ထားမယ်ဘောတော့ထည့်ပြီးကျွန်တော်ကအဲ့ဒါကိုကျွန်တော်ကဘီကာဆက်ဘီကာထဲမှာဘီကာလေးကိုကျွန်တော်ကစိန်လိုက်စိန်လိုက်ပြီးအဲ့ဘီကာကိုအောက်ကနေပူပေးမယ်ဆိုတော့ဘလောက်ထိပူပေးမလဲဆိုရင်ကျွန်တော်ကအာဆိုတော့တိုင်းလိုက်မယ်ဘောတော့ temperature ကို ကျွန်တော်ကသာမန်မီတာနဲ့တိုင်းလိုက်မယ်စပယ်တဲ့ကိုတိုင်းလိုက်မယ်ဆိုတော့ test tube ကိုတိုင်းမယ်ဆိုဒီကနေပူပေးမယ်ပူပေးလိုက်တဲ့အပူတွေကကျွန်တော်ကဒီ beaker ရဲ့ water ကိုရအောင်မယ် beaker ရဲ့ water နဲ့တစ်ဆင့် test tube ကိုအပူထပ်ပေးမယ်ဆို indirectly ပေးတာဖြစ်ပါတယ်ဆို directly မပေးပါဘူးဆို directly ပေးရင် temperature controller ကလည်းလည်းခက်တယ်ဒါကြောင့်မလို့ဆို beaker ကိုထဲက water ကိုအရင်ပေးတယ်ပြီးမှကျွန်တော် test tube ပေးတယ်ဒါကိုကျွန်တော်က water bath လို့သုံးပါတယ်တခါလေး ဝါတာဘက်ဆိုတော့အသုံးလုံးရှိဆိုဝါတာဘက်နဲ့အပူဖေးပါဆိုတော့ဘလောက်ထိပူပေးမလဲဆိုတော့ကျွန်တော်တို့က40 degree celsius မှာရှိရဲ့သူရဲ့ဒီ solid ရဲ့ solubility potassium nitrate ရဲ့ solubility ကိုလိုချင်တာဖြစ်တယ်ပြီး40 degree celsius ဆိုတဲ့နည်းပူအောင်ထည့်လိုက်ပူပူပြီးအာအပူပေးလိုက်ပါမယ်ဥပမာကျွန်တော်တို့က45 43ပေါ့ဆိုတော့8 degree celsius ဒီကျွန်တော်အပူပေးလိုက်မယ်ဆိုတော့အပူပေးလိုက်ပြီးကျွန်တော်အဲ့ test tube ကိုကျွန်တော်တို့ကထုတ်လိုက် ဆပြင်ဘက်ကိုထုတ်လိုက်မယ်ထုတ်ပြီးရင်ကျွန်တော်ကဒီသူ့ရဲ့သာမိုမီတာကိုတခြားကြည့်မယ်ဆိုဘလောက်ထိကူလုံးလိုက်မယ်ဆို exactly 40 degree celsius ရောက်တဲ့အထိအပူကျွန်တော်ကအေးခံလိုက်မယ်အဲ40 degree celsius ရောက်ပြီဆိုရင်ကျွန်တော်ခက်သွက်အဲ့ဒီထဲကကျွန်တော်တို့ကအစာအရေတွေကိုဘယ်တဲ့ကိုထည့်မယ်ဆို evaporative basin တွေကိုထည့်ပါမယ်ဆိုခွက်တစ်ခုတွေကိုထည့်ပါမယ်အဲ evaporative basin ကဆိုဒီလိုမျိုးမလုပ်ခင်တော့ဘာလုပ်ထားမလဲဆို မဲရှာရင်လောက်ထားမယ်သူ့ကိုကျွန်တော်ကအလေးချိန်ချိန်ထားရမယ်ဆိုတော့ weight လောက်ထားရမယ်ဆိုတာမထည့်ခင်ပေါ့နော်အဲ weight လောက်ထားမယ်ဒီမှာတော့ကျွန်တော်က25.72 gram ရှိတယ်ပေါ့နော်သူ့ရင် weight ချိန်ထားတော့လောက်ရှိပြီအဲ့တော့အဲ့ဒီ evaporative basin တွေကိုခုကျွန်တော်တို့ကဒီ40 degree celsius ရဲ့ရှိသွားပြီပေါ့နော် temperature 40 degree celsius ကိုရောက်ပြီဆိုတာ ਨੇ အဲ့ဒီဒီထဲက sulfuric nitrate solution ကိုကျွန်တော်ကဒီထဲ evaporative basin တွေကိုလောင်းထည့်ပါမယ် ဆိုအကုန်လုံးလောင်းထည့်ဆရာမလို့ပါဘူးဆိုတော့ဒီဘက်ကဆိုဒီ excess spirits and nitrate တွေတော့မပါရအောင်ပေါ့နော်ဒီထည့်က liquidity ကိုထည့်မယ်ဆိုအကုန်ပါဆရာမလို့ဆိုတော့အာဆိုရေဒီအကုန်လုံးထုတ်ဆရာမလို့ဆိုတော့နည်းနည်းပဲထုတ်လေရတယ်ပြဿနာမရှိဘူး okay အဲ့တော့ရလာတဲ့ကျွန်တော် evaporative basin နဲ့ solution ပေါ့နော်ဒီမှာတော့ကျွန်တော်က solution ကိုဒီ evaporative basin နဲ့ထည့်လိုက်ပြီဒါဆိုရင်အဲ့ကောင် weight ပြန်ချိန်ပါ ဆိုဝိပြန်ချိန်လိုက်ရင်ဆို evaporative basin ရဲ့အလုတ်က25.72ပေါ့နော်ဆို solution ကိုပေါင်းချိန်တဲ့အခါမှာ58.00 gram ရတယ်ဆိုရင်နှစ်ခုပေါင်းဆိုဒီနှစ်ခုပေါင်းပေါ့နော် evaporative basin နဲ့ကျွန်တော်က solution နဲ့အလေးချိန်တွေကနေပေါင်းတော့မယ်ဆို evaporative basin ရဲ့အလေးချိန်ကိုနှုတ်လိုက်မယ်ဒါဆိုပါရမယ်ဆို solution အလေးချိန်ကိုရ Okay အဲ့ဒါဆိုရင်ဒီ solution ရဲ့အလေးချိန်ကျွန်တော်တို့သိပြီ အဲ့တော့ကျွန်တော်တီးပြီးသား solution လို့ပြောရင်ကျွန်တော်ကဒီထဲမှာဘာနဲ့ဘာနဲ့ပေါ့ဆို solution နဲ့ solvent ပါပါအဲ solution နဲ့ solvent ပါတာဖြစ်တဲ့အတွက်ဆိုအဲ့ဒီထဲကနှစ်ခုလုံးရဲ့ information ကိုလည်းကျွန်တော်တို့ရအောင်ပြန်တွေ့ရအောင်ဆိုဘယ်လိုလုပ်မှာလဲဆိုဒီ evaporative basin ကိုဆိုခုနလိုပဲဆိုဆို big uh ပေါ်တင်လိုက်မယ်အဲ့ရောက်မှဘီကာထဲမှာရေရှိမယ်ပေါ့နော်ဆိုပြီးရင်အောက်ကနေအပူပေးလိုက် ဆိုပူပေးလိုက်ရင်ဒီကနေပြီးတော့ဒီကနေအဲဆိုဘီဂါရဲ့ဝါတာကပူလာမယ်ပြီးရင် steam ဝါတာဖြစ်မယ်အပေါ်ကိုအပူထပ်ပေးမယ်ဆိုအပူပေးလိုက်ရင်ဒီပေါ်မှာရှိနေတဲ့ဒီထဲမှာရှိနေတဲ့နှစ်ခုပေါ့နော် solution နဲ့ solvent မှာ solvent ကပါပူဖြစ်မယ်ဆို solvent ကဆို evaporate ဖြစ်သွားမယ်ဆို solvent ဖြစ်တဲ့ water particle စေက evaporate ဖြစ်သွားပြီးတော့စုံရှုံသွားမယ်ဘာလဲကြံခဲ့လို့ဆို solute ပဲကြံခဲ့တော့အဲ့တော့ solute ပဲကြံခဲ့တယ်ဆိုတော့အလုံးက ကျွန်တော်က software မရှိတော့ဘူးဆိုရင်အဲ့ solution ကိုကျွန်တော်ကထပ်ပြီးချိန်မယ်ဆိုတော့ထပ်ပြီးချိန်လိုက်ရင်ကျွန်တော်ကဥမာချိန်ကြည့်လိုက်ပြီပေါ့နော်ချိန်ကြည့်လိုက်ပြီချိန်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်ကဒီ၄ချိန်ဒီဘာနဲ့ဘာနဲ့၄ချိန်လေးလို့ပြီး solution နဲ့ evaporative basin ရ၄ချိန်ခုနဆိုဆို evaporative basin ၄ချိန်ဖယ်လိုက်ရင်ဘာ၄ချိန်ရမလဲဆို solution ၄ချိန်ရပါမယ်ဆိုတော့ဒီနေရာမှာလည်းပြဿနာရှိပါတယ်ကျွန်တော်တို့က ဒီထဲက solvent ကြီးဆိုတော့ water particle ဆဲအကုန်လုံးအပြင်ဘက်ကို evaporation ဖြစ်မဖြစ်ကျွန်တော်တို့ကမသိချပါဘူးဆိုတော့ဒါဟုတ်ဒီချောင်းဘယ်လိုလုပ်ရအောင်ဆိုတော့ make sure ဖြစ်အောင် so all so solvents are have been evaporated ပေါ့နော် evaporated so make sure ဖြစ်အောင်ကျွန်တော်လုပ်ရပါမယ်ဘယ်လိုလုပ်မလဲလို့မြင်ကျွန်တော်တို့ကအသေးချိန်ချိန်ကြည့်မယ်ချိန်ကြည့်လိုက်မယ်ပြီးရင်ကျွန်တော်ပြန်ပြီး reheat ပြန်လုပ်မယ် so reheat လုပ်ပြီးရင် remax ရပြန်လုပ်ပါမယ် so reheat လုပ်မယ် and then re weight ပြန်လုပ်ပါမယ် so re weight လို့တုံးပါမယ်နော် measure sorry မှားသွားပါ so reheat လုပ်မယ် and then re weight ပြန်လုပ်မယ် re weight လုပ်တဲ့ခါမှာ so ပထမရလာတဲ့ခဏမရဘူးပေါ့နော်နည်းသွားတယ်ဆိုရင်ဒါတည်ကြတယ်ဒီကိုအာ solvent က evaporate ဖြစ်နေတုံးမယ်ကျန်သေးတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကအာ ထမတစ်ခါလောက်ကြည့်လေ sorry regenerate weight လောက်လိုက်လို့ကျွန်တော်ကခဏကယော့သွားလဲဆိုထပ်လုံမယ်ဆိုတော့ဒါယော့သွားလဲဆိုထပ်လုံမယ်ဆိုတော့နောက်ဆုံးဘယ်ချိန်ထိလုံလဲဆိုတော့ until constant mass is obtained ပေါ့နော် constant mass ရတဲ့အထိကျွန်တော်လောက်ပါမယ် constant mass ရသွားတယ်ဆိုတော့ငါဆိုတော့ ချိန်ကြီးလိုက်တယ်38ရတယ်နောက်တစ်ခါ reheat and reweight လုပ်လို့ပြန်ချိန်ကြီးတဲ့ခါမှာလည်း38ရတယ်ဆိုတော့နောက်တစ်ခါပြန်ချိန်ကြီးလိုက်လို့ reheat and reweight လုပ်လို့ပြန်ချိန်ကြီးလိုက်လို့38ရတယ်ဆိုရင်သိကြတယ်ဒီချိန်မှာရှိနေတဲ့ solvent ကဆိုတော့အကုန်လုံး evaporate ဖြစ်သွားပြီဆိုတော့ soluble channel ဆိုတော့သိကြသွားပြီဒါဆိုရင်ကျွန်တော်တို့ကတွေ့လို့ရပြီเนาะဆိုတော့ဒါဆိုရင် solute ဘလောက်ဆိုတာလည်းကျွန်တော်တို့သိမယ် solvent ဘလောက်ထွက်သွားလဲကိုသိချင်တယ်ဆိုရင်ခုနလုံးက solution လေးချိန်နေကနေခုကျွန်တော်တို့ရလာတဲ့ solution လေးချိန်ကိုလှုပ်လိုက်ရင်ကျွန်တော်ရမယ် solvent ရမယ်ဒါဆိုကျွန်တော်တို့က solvent ကိုတွက်လို့ရတယ်အဲ့ဒါမဲ့ကျွန်တော်တို့က solution ရဲ့အလေးချိန်ကခုနဒီပုံစံတိုင်းဆိုကျွန်တော်တွက်ချင်အောင် evaporative basin 25.72 58ရတယ်ဆိုတော့58ထဲကနေ25.72ကိုလုပ်တယ်ဆိုတော့ဒါက so 2 so 7 so 2 maybe 32.28ကကျွန်တော်တို့က solution မှာအဲ့ဒီ32.2က solution တွေကဘာလဲဆိုတော့ solve solve လေးချိန်ကိုကျွန်တော်နှုတ်ကြည့်မယ်အဲ့တော့25.72ကိုဒီချိန်ကိုနှုတ်လိုက်ဆိုတော့နှုတ်လိုက်ရင် so maybe 28 7 2 ဆိုတော့12.25က12.28က solute ဖြစ်မယ်ဒါဆိုရင်ကျွန်တော်တို့က solvent ဒါ solute ဖြစ်မယ် solvent ကဘယ်လောက်ရလဲဆိုရင် solvent က20 gram ရမယ်ဒါဆိုကျွန်တော်တို့က12.28 gram ကို12.28 gram solute in 20 gram of this solvent ဖြစ်တယ်အဲ့တော့ကျွန်တော်တို့က ဆိုတော့ solvent ဒီမြေးတဲ့100 gram ပေါ်မှာတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုကျွန်တော်တို့ပါလိမ့်မယ်ဆိုတော့9နဲ့မြောက်တယ်ဒါဆိုသူ့ကိုလည်းကျွန်တော်တို့က9နဲ့မြောက်လာရင်ဆိုတော့ကျွန်တော်တို့ရမယ်ဆိုတော့12.28 profile နဲ့မြောက်12.28 5 system one wife ပေါ့နော်61.4 gram ရပါတယ်။ဒါဆိုရင်သူ့ရဲ့ solvent ကဘယ်လောက်လဲဆိုတော့61.4 gram per 100 gram ရပါပြီဒါက potassium nitrate ရဲ့ solubility ပါ okay ဒါဆိုရင် solubility ရသွားပြီဒါကျွန်တော် solubility တွေ့တယ်ဆိုရင်ဒါဆိုရင်ဒီမှာခုနရှေ့ရအဲ့အတူတူရှေ့မှာပြောထားတယ်လို့ပဲ solubility ပြောမယ်ဆိုရင် so solute information ပါမယ် solvent information ပါမယ်ပြီးရင် temperature ကလည်း1 point မှာဖြစ်ရ အဲ့တော့ဘာကြောင့်လဲဆိုတော့ temperature ပေါ်မူတည်ပြီးတော့ changes ဖြစ်လာတယ်။ဒါအဲ့တော့ကျွန်တော်တို့ကတကယ်လို့မြန်ကျွန်တော်တို့ကဘယ်လိုပြောင်းလဲလေးပေါ့နော်။ဆိုတော့ဒီ solid စေ solidity ဒီ temperature ပေါ်မှာဘယ်လိုပြောင်းလဲလို့ပြောတွေ့ချင်တယ်ဆိုရင် temperatures အာ points ကြီးအများကြီးမှာသူ့ရဲ့ခုနပြောတဲ့ solidity of solid ကိုကျွန်တော်တို့ရှာလို့ရတယ်။ရှာပြီး graph ဆွဲလိုက်လို့ပြပါတယ်။အဲ့တော့ solidity of solid change with the temperatures ။ and then we can plot this up เนาะ so ဒီဘက်မှာ x axis မှာကျွန်တော်က temperature ထားတယ် degree celsius ထားတယ် so y axis မှာ serve the gram bar 100 gram ထားတယ်ပြီးရင်ကျွန်တော်တို့ကသူတို့ကို graph ဆွဲလိုက် graph ဆွဲလိုက်ရင် potassium nitrate ရဲ့ serve the curve ကကျွန်တော်တို့ apply ခါလာတယ် so ဆရာဒီလိုလေးပြပုံစံလေးတွေ့ရတွေ့လာရမယ်ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ဘယ်လိုပြောနိုင်လဲဆိုရင် temperature increase ဖြစ်တိုင်းဖြစ်တိုင်း temperature ဒီဘက်ကိုများသွားလိုက်များသွားလိုက် solubility ကလည်းတက်လာတယ်လို့ပြောလို့ရတယ် so temperature increase solubility increase ပဲ so သူနဲ့စမ်းကြင်ပဲ potassium chloride ကကြတော့ temperatures increase ဖြစ်တာတောင် solubility က so increase ဖြစ်မလာဘူးเนาะသိပ်ပြီးမတက်လာနည်းနည်းလေးပဲတက်လာ so ဒီ graph တွေကိုဆွဲပြီးတော့ဘယ်နေရာမှာသုံးလဲလို့မြင် ဆိုတော့နောက်ခန်းလေးမှာကျွန်တော်တို့ပြောဖို့တော့ရှိရယ်။ဘာပဲလို့မေးဆိုတော့ကျွန်တော်တို့ source preparation လုပ်တဲ့အခါမှာဆိုတော့ခုပြောလိုက်တဲ့ potassium nitrate ဆိုတော့ temperature များလေးလေးလေး solubility များရင်ကျွန်တော် solubility များရင်ဆိုတော့ဘာကိုသုံးလဲလို့မေးကျွန်တော်က crystallization method ကိုသုံးပါတယ် crystallization method ကိုသုံးပြီးတော့ solve prepare လုပ်တယ် ဆိုတော့ potassium chloride လို့ကျွန်တော်က temperature များလေ solubility ကမများဘူးဆိုရင်ကျွန်တော်ကဘာ method ပဲသုံးလဲဆိုတော့ evaporation method သုံးပါ evaporation method နဲ့ဆို crystallization method မှာ crystallization method က temperature များရင် solubility များတဲ့ source ကို prepare လုပ်တဲ့ခါမှာသုံးတယ် evaporation method ကတော့ solubility ဒီ temperature ပေါ်မှာမမူတည်တဲ့ so source preparation မှာသုံးပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ကဒီနှစ်ခုကနေဘာတွေတွက်ပြီးခတ်တခိုင်းနေလို့မြင်ကျွန်တော်တို့က solidity နဲ့ temperatures so solidity curve ကတော့ရင် solidity တဲ့ဆို y axis က solidity x axis က temperatures အဲ့တော့ကျွန်တော်တို့က graph ဆွဲခိုင်းနေဆိုပြီးရင်ကျွန်တော်တို့ကတချို့အားယူတွက်ထုတ်ခိုင်းနေ ဆိုတော့ဒီမှာသိရမှာက sovereignty ဒီ gram per 100 gram လို့ပြောတာဖြစ်တဲ့အတွက်ဒါက solute in solute gram per solvent 100 gram လို့မှတ်ထားရမယ်ဟုတ်ပြီနော်အဲ့တော့ temperature ပြီးပြီးကျွန်တော်ဘာကိုမေးတယ်လဲဆိုတော့ sovereignty မေးတာရှိတယ် sovereignty မေးပြီး temperature ပြီးတာလည်းရှိတယ်ဆိုတော့တခါတလေကြာရင်တော့ကျွန်တော်တို့ကအဲ temperatures ပြီးမြေဆို maybe temperature ပြီးမြေပြီးရင် solvent ပြီးပြီးတော့ solute အတွက်ခိုင်းတာမျိုးလေးရှိတယ်အဲ့တော့ဒီပုံစံကိုကျွန်တော်ကြည့်အောင်အဲ့တော့ sodium and potassium chloride 50 degree celsius မှာရှိနေတဲ့ကျွန်တော်က sodium cap ကိုသုံးပြီး50 degree celsius မှာလည်းကျွန်တော်က sodium ကိုတွက်တယ်ဆိုရင် temperature ပြီးထားတယ် sodium ကိုတွက်မယ်ဆိုရင်ရှင်းပါတယ်ဆို50 degree celsius ကနေပေါ်ထောင်းလိုက်မယ် ပြီးရင်ဒီ cuff မှာထည့်ရင်ဒီဘက်ကိုကျွန်တော်တို့ပြန်ဆွဲမယ်ဆက်ဘလောက်ရလဲဆိုကျွန်တော်တွက်လိုက် maybe ဒီမှာတော့ဆို42လောက်ဖြစ်လိမ့်မယ်အဲ့နံပါတ်1က maximum mass of the potassium solute ဆို potassium chloride KCN ရဲ့ကျွန်တော်တို့ကဆို potassium chloride ရဲ့ maximum mass ကိုမေးတယ်ဆိုတော့ပြီးဘာပြီးထားလဲဆိုတော့50 g of water ကိုပြီးတယ်ဆိုတော့ temperature 40 degree celsius ကိုပြီးတယ် ဆိုတော့ဒီလိုပုံစံမျိုးဆိုရင် temperature ပေးရင် soft ဒီကိုရင်ဆုံးကြည့်ရအောင်40ဆိုရင်ဘယ်လောက်ရမလဲပေါ့နော်ဒီမှာတော့ကျွန်တော်40ဆိုရင်40ဆိုတော့ gram per 100 gram ရပါမယ်ဆိုတော့ဒါကိုကျွန်တော်မေးလို့မရပါဘူး gram per 100 gram ရပါမယ်အဲ့တော့ကျွန်တော်က40 degree celsius မှာဆိုတော့100 gram of water သုံးနေဆိုရင်40 gram of the potassium chloride dissolve ဖြစ်မယ်လို့ပြောတာပါဒါပေမဲ့ခုသုံးတာက50 gram ပဲသုံးတာဖြစ်တဲ့အတွက် ဆိုတော့ကျွန်တော်တို့အရင်တစ်ခေါက်ကကျွန်တော်တို့ရှိဗီဒီယိုတွေအရလိုပဲ solvability လိုချင်နေဆိုရင် mass of solubility mass of water နဲ့စာမယ်ပြင်တရားနဲ့မြောက် solubility gram per 100 gram ပေါ့နော်ဆိုတော့ဒီပုံစံမှာဆိုရင်ကျွန်တော် solubility ရဘယ်လောက်ရှိလဲဆိုတော့40ပါ40 degree celsius ပါ40ရှိပါမယ် mass of solubility က question mark ပါ မတ်ဆော့ဝါတာစက50 g မှာပြင်တရားနဲ့မြောက်ပါဒါဆိုရင်ကျွန်တော်တို့ကစတိဘက50ဘက်နှစ်ဖြစ်เนาะဒီဘက်ကနှစ်ကသွားစားပါရင်ကျွန်တော်တို့ကဆော့20 g ရပါမယ်ဟုတ်ပြီနော်ဆော့20 g of the solute ဆော့50 g of water မှာ20 g of solute ပါဆော50 g of the solvent water မှာလောက်လဲဆော့ h ODDB Services မှာပြောရလေကျွန်တော်တို့ပြောလို့ရပါတယ်။ Okay, thank you.